ဂါရီရဲ့ယာယီနီးပြောင်အဖြစ်ခန့်အပ်ခြင်းခံလာရတဲ့အင်ရိုရန်စီအော်စင်တဲ့ရဲ့ဇာမောင်တယောက်ဖြစ်တဲ့ရန်စီအားနီးပြအိုမာရီဇာထုတ်ပယ်ခြင်းခံရပြီးနောက်ဂါရီရဲ့ယာယီနီးပြောင်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်အော်စင်စတောင်းကချန်ပီယံရှစ်မှာတမ်းဆင်ရောက်ရေးတိုက်ပွဲဝင်နေတဲ့ဂါရီရဲ့တင်းလာနေအော့စပေါ့ယူနိုက်တက်အသင်းရဲ့ဝဲစဉ်ကိုစတင်ကြည့်ကြက်လာတော့မှလည်းဖြစ်ပါတယ်ဂါရီယာရန်စီရဲ့လက်ထောက်တွေဖြစ်ခရစ်ကန်နာဂျိုရီတိုဟန်တန်မက်ဒရူဘလော့ဟန်တို့ကိုလည်းခန့်အပ်ထားတာလည်းဖြစ်ပါတယ်ရန်စီကတော့ ဘိတ်တရီကကျွန်တော်တို့အတွက်အရန်ကိုအရေးကြီးပါလေဘိတ်တရီလည်းကျွန်တော်တို့ရဲ့နောက်ကနေအကြီးအကျယ်အားပေးပြီးတော့အစိမ့်ပန်းတည်းအဖြစ်ပါဝင်စေခြင်းပါလေတနင်္လာနေ့ကလည်းစတင်ပြီးတော့နောက်ဆုံး၃ဝဲဆုံးကျွန်တော်တို့ရဲ့နောက်မှာတို့တွေအတူတူရှိစေခြင်းပါလေဒီစီကိုကြောင်းနိုင်အောင်ကိုကူညီစေခြင်းပါလေကာလီပရိတ်တွေဆိုတာပါလဲဆိုတာကိုလည်းကျွန်တော်သိပါလေတို့ကိုအားကိုးနိုင်ပါလေအခုအသိအနောက်မှာနေပေးကြဖို့မြစ်တာရက်ခံပါရစေဒေလာနေပွဲနောက်လက်ကြံပွဲနှစ်ပွဲမှာကျွန်တော်တို့အစွမ်းကိုစူးစမ်းသွားပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ ဂါရီယာချန်ပီယံရှစ်အမှတ်ပေးစရာအဆင့်23နေရာမှာယက်တီနေပြီးတော့လီဘန်ကိုတန်းဆင်းရဖို့အခြေအနေမှာယက်တီနေတော့လည်းပဲဖြစ်ပါလိမ့်။ဝေးအခြေဆိုင်ကလပ်ဟာ2003 2004ရည်စည်နောက်ပိုင်းမှာတတိယတန်းလီဘန်ကိုတန်းဆင်းခဲ့ရခြင်းတော့မရှိခဲ့ပါဘူး။ရာဇီယာဒေလန်နဲ့အော့စပော့ပွဲစဉ်အပြင် West Brom Norwich တို့နှစ်ပွဲကိုလည်းတည်ကျက်လာပါလိမ့်ပဲဖြစ်ပါလိမ့်။လာမယ့်နေရာဒီမှာ Palace တောက်ကိုခေါ်ယူနိုင်မှုအတွေ့အစွမ်းကိုဂျိုးပန်းလာမယ့် Man United မန်ချက်စတာယူနိုက်တက်အသင်းရဲ့နေပြအမော်ရီဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာခရစ်စတယ်ဘဲလီအသင်းမှအီဇီကိုခေါ်ယူနိုင်ရေးအစွမ်းကိုကြိုးပမ်းဖို့အတွက်စီစဉ်လျက်ရှိနေပါလိမ့်။ဒါပေမဲ့ယူနိုက်တက်အသင်းအနေနဲ့အီဇီကိုခေါ်ယူနိုင်ရေးချသောပရီးမီးယားလိဂ်ကလပ်တွေနဲ့အပြိုင်ကြိုးပမ်းရဖွယ်လည်းပဲရှိပါလိမ့်။ရတဲ့တဲ့အံပဲလီရဲ့အင်္ဂလန်တောင်မန်ဇာမိုင်းအစည်းမှာအသင်းရဲ့လိုအပ်နေတဲ့တောင်မန်လက်စစ်ကိုအားပြည့်ပေးနိုင်လိမ့်မယ်လို့ယုံကြည်နေပြီးအစွမ်းကိုကြိုးပမ်းလာမှလည်းပဲဖြစ်ပါလိမ့် အသနာဆက်ချောင်းလေးရဲ့စီအောင်ပဲလေးအသေးနဲ့နှစ်နဲ့စာချုပ်ကြန့်ရှိနေသေးတဲ့အပြင်ဆန္ဒလာတရန်တိုးနိုင်မဲ့ချက်လဲရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ရတဲ့အသေးနဲ့အစည်းကိုခေါ်ယူနိုင်ရေးလွယ်ကူလာဖို့တော့မရှိပါဘူး။ Crystal Bailey အသင်းကအစည်းကိုခေါ်ယူနိုင်ရေးတန်ခင်းစီပေါင်သန်း90သတ်မှတ်ထားတာဖြစ်ပြီးတော့ရတဲ့အနေနဲ့ဒီထက်ပိုများတဲ့ငွေ3လရဖို့ရှိနေပါလိမ့်။နေပြည်တော်ကအစည်းကိုအသင်းရဲ့3ရောင်းတန်တိုင်းစစ်မှာအသုံးပြုလို့နေတာလည်းပဲဖြစ်ပါလိမ့်။ AG ကတော့ဂိုးပန်တီနိုင်တယ်လို့ကိုတန်းလည်းဂိုးသွင်းနိုင်ပြီးအောင်မော်ရင်ကတက်စစ်အတွက်အကောင်းဆုံးခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ယုံကြည်နေတာလည်းဖြစ်ပါတယ်။တပတ်မှလည်းဗီလာအသင်းကယူရတဲ့အသင်းမှာငှားနဲ့ခေါ်ယူထားတဲ့အသက်29နှစ်အရွယ်မာဂရက်ရက်ဖြုတ်ကိုအပြည့်အစုံမခေါ်ယူနိုင်ဘူးဆိုရင်တော့ AG ကိုခေါ်ယူနိုင်မှုတိုးပန်လာမှလည်းဖြစ်ပါတယ်။နောက်ခရစ်စတယ်ဘယ်လီအသင်းကဇွန်လမှာအသက်29နှစ်အရွယ်ပြည့်တော်မယ့် AZ အတွက်ကစားမဘွားအကောင်းဆုံးအရွယ်မှာရှိနေတာဖြစ်ပြီးအခုနွေရာသီမှာမရောက်မှုဆိုရင်မြန်မာနဲ့ပြောင်းရွှေ့ခြင်းရလာဖို့မရှိတာကိုတင်းနဲ့ထားမိလဲပဲဖြစ်ပါလိမ့် လက်တော်ထွက်ပေါ်နေတဲ့သတင်းတွေအရမိုင်းရက်တယောက်တင်းက Market Rashford ကိုအင်္ဂလန်တက်စစ်ဇာမာဝက်ကင်းနဲ့ဒိုင်းရဲ့အလဲလဲလှုပ်ဖို့အတွက်လည်းစီစဉ်နေကြောင်းသိရှိရပါတယ်တကယ်လို့မအောင်မြင်ဘူးဆိုရင်တော့ရက်တယောက်တင်းက Market Rashford ကိုငွေသားပါထပ်မံပေးပြီးတော့ဝက်ကင်းကိုခေါ်ယူနိုင်ရေးတိုးပမ်းမယ်လို့လည်းဒိန်းနေထွက်ပေါ်နေတာလည်းပဲဖြစ်ပါလိမ့် Real Madrid ရဲ့အတင်းအင်္ဂလန်စီကိုဘဲစင်ကိုလွဲချော်လာဖွယ်ရှိနေတဲ့ Barcelona တင်းရဲ့တက်ဆက်ဇာမာကြီး Lewandowski ဘာဒီရနာဒီအန်ဒါဆန်ဇာမားကြီးလီဗနော့စကီအားယမနီတုံကဆန်တာဘီကိုအသင်းကို၄ကို၃ကိုနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာတကော်ကျော်တန်ရာရရှိသွားပြီးတဲ့နောက်ဂျောင်းရဲ့မာယိုကာနဲ့ပွဲစဉ်အပြင်အဂူဒဘဲရီယမထွေအသင်းနဲ့ယင်ဆန်ရရမဲ့ကိုဘာလီရဲ့ဘောလူပွဲကိုလည်းလွဲချော်လာနိုင်တဲ့အနေအထားမှာရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဘာဒီရနာဒီအားယမနီတုံကဆန်တာဘီကိုအသင်းနဲ့ပွဲစဉ်မှာဖာရန်တော်ရက်ဆရဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့လည်း၃ကိုပြန်ပေးခဲ့ရလို့၃ကိုတကူနဲ့ဥဆောင်ခြင်းခံခဲ့ရပါလိမ့်။ ဒါပေမဲ့ဘာစီလိုနာအသင်းကအိုမိုရဲ့ခြေပါကိုရာဗင်ညာရဲ့နှောက်ကိုနဲ့လေးကို၃ကိုနဲ့အနံ့ရရှိကြတာလည်းပဲဖြစ်ပါလိမ့်။ဘာစီလိုနာအသင်းကရာသီသိမ်းဖို့၆ပွဲတက်တာလိုအပ်တော့တဲ့အချိန်မှာဒုတိယနေရာမှာရီယယ်မထွေအသင်းကိုရမဲ့9မဲ့အတိဖြတ်တော့ထားလာလည်းပဲဖြစ်ပါလိမ့်။ဘာစီလိုနာအသင်းကဆယ်ရဘီကိုနဲ့ပွဲစဉ်မှာရောဘတ်လီမီနော့စကီတရားရရှိသွားမှုနဲ့အတူရာသီအဆုံးအဖြတ်ကာလမှာဇိုးရင်စရာဖြစ်နေတာလည်းပဲဖြစ်ပါလိမ့်။ပေါ်လန်ဒင်းကောင်ဆောင်အပွဲစားချင်း88မိနစ်မှာတကောင်ကျော်ကိုကန်ပြီးတော့လူစားလဲလဲခွင့်တောင်းခဲ့ပြီးဂါဘီနဲ့လူစားလဲလဲခဲရတာလည်းပဲဖြစ်ပါလိမ့် လက်လောမှာလီမနော့စကီရဲ့ဒဏ်ရာအတိမ်နဲ့ကိုတော့မသိရှိရသေးပါဘူး။ဘာစီလိုနာအသင်းကလာမယ့်တင်းဝင်နေ့အခုရာသီဒုတိယမြောက်ဖလာရယူနိုင်မယ့်အခွင့်အရေးအဖြစ်ရီယယ်မထွေအသင်းရဲ့ကိုပါလီဘောလူပွဲရင်ဆိုင်ကစားရဖို့ရှိနေပါလိမ့်။ဒါပြင်ရီယယ်မက်ဒရစ်ပွဲစဉ်မှာတိုင်ပင်ငါနေ့မှာမာဂါကာသင်းနဲ့လာလီဂါပွဲစဉ်ရင်ဆိုင်စားရအောင်မှာလည်းပဲဖြစ်ပါလိမ့်။ပရီးမီယံလိအကောင်းဆုံးတိုက်စစ်အတွက်စည်ရင်းဝင်အန်ဘူမိုးနဲ့ဝစ်ဆာ။ပရီးမီယံလိသမိုင်းမှာကြီးလိုက်မယ်ဆိုရင်ကြီးကျယ်ခမ်းနားတဲ့တိုက်စစ်အတွဲတွေဖြစ်အန်ဒီကိုးနဲ့ဒွိုင်းယော့ ခရစ်ဆဒန်နဲ့အလန်ရှီယောမိုဟာမက်ဆာလာနဲ့မာနီတို့ရှိခဲ့ဖူးပါလေဒါပေမဲ့နော်ဝင်နှစ်တွေမှာဆိုရှင်ပရီးမီးယားလီးယားကြောက်စရာကောင်းတဲ့တက်စစ်အတွေ့တဖြည်းဖြည်းနဲ့နဲပါလာတာတွေ့မြင်နေရမှာဖြစ်ပါလေဒါပေမဲ့ပရီးမီးယားလီးမှာကြောက်စရာကောင်းတဲ့တက်စစ်အတွေ့တတွဲပေါ်ပေါက်လာနေပြီဖြစ်ပါလေသူတို့ကတော့ဘရိုင်ယန်ဘူမိုနဲ့ဝစ်ဆာတို့ပဲဖြစ်ပါလေသူတို့နေအောင်ယမနီတို့ကဘရိုက်တန်အသင်းကိုနိုင်ရတော့ကဂိုးဂိုစီတွင်းယူပေးခဲ့ကြပါလေ အန်ဘူမိုကနှုတ်ကိုတွင်းယူခဲ့ပြီးဝေစာကဘရမ်ဘိုအသင်းရဲ့တတိယဂိုးကိုတွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလေအခုရာသီမှာသူတို့နှစ်အောင်လုံးဂိုးသွင်းနိုင်တဲ့ခုနှစ်ပွဲမြောက်လည်းပဲဖြစ်ပါလေအခုကမှအန်ဘူမိုနဲ့ဝေစာတို့ဟာပရီးမီယာလိတမိုင်းမှတ်တိုင်ဆက်ထူနိုင်ဖို့နေဆက်နေပြီးလည်းပဲဖြစ်ပါလေပရီးမီယာလိရာသီတဲမှုအတွက်၅ပွဲပဲလိုအပ်ပါတော့တယ်အန်ဘူမိုနဲ့ဝေစာတို့ဟာလက်ချံပွဲစဉ်မှာဆိုရင်ပရီးမီယာလိစံချိန်တစ်ခုရချိုးနိုင်မဲ့အခွင့်အရေးရှင်သန်နေတော့လည်းပဲဖြစ်ပါလေ အခုရာသီမှာသူတို့နှစ်ယောက်လုံးဂိုးသွင်းနိုင်တဲ့ပွဲခုနှစ်ပွဲပိုင်ဆိုင်ထားမှုနဲ့အတူအခုရာသီဆာလာနဲ့ဂါဘို6ပွဲရဲ့မှတ်တမ်းကိုကြော်ဖြတ်ထားနိုင်တာလည်းပဲဖြစ်ပါလိမ့်။သူတို့ကလဘဝသင်းရဲ့ဘာမီနိုမိုဆာလာမာလီတို့တင်ရှိခဲ့တဲ့စံချေကိုလိုက်မိခြင်းဒါမှမဟုတ်ရိုက်ချိုးခြင်းပြုလုပ်ဖို့အခွင့်အရေးပိုင်ဆိုင်နေတော့လည်းပဲဖြစ်ပါလိမ့်။မိုဆာလာနဲ့ဘာမီနိုက2019 round 16ရာသီတုန်းကနှစ်ယောက်လုံးဂိုးသွင်းနိုင်တဲ့ပွဲ10ပွဲအထိပိုင်ဆိုင်ထားခဲ့တာလည်းပဲဖြစ်ပါလိမ့်။မိုဆာလာ round 23 round 22ရာသီမှာလည်း ။မောင်လေးနဲ့အတူနှစ်ယောက်လုံးကိုသွင်းနိုင်တဲ့ပွဲဟာဆယ်ပွဲဒီပန်းဆိုင်ထားပြီးရခင်ဆန်ကျင်ကိုလိုက်မိခဲ့တာလည်းပဲဖြစ်ပါလိမ့်။အခြားတစ်စီအတွဲ6တွဲကလည်းတရာစီထဲမှာပဲကိုသွင်းနိုင်တဲ့၈ပွဲနဲ့အထက်ပန်းဆိုင်ထားသေးတာလည်းပဲဖြစ်ပါလိမ့်။အဘိုးမနဲ့ဝေစာတို့ဟာတရားစီထဲမှာပဲနှစ်အောင်လုံးဂိုးသွင်းထားနိုင်တဲ့မှတ်တမ်းအစင်းမှာအဆင့်30နေရာချိန်နေတာလည်းပဲဖြစ်ပါလိမ့်။ဆိုတော့အခုနေ့ရာသီအဘိုးမနဲ့ဝေစာတို့ဟာဘရမိုအတင်းကိုရောက်လာပြီးတဲ့နောက်နှစ်အောင်စလုံးဂိုးသွင်းထားနိုင်တဲ့78ပွဲအထိပိုင်ဆိုင်ထားပြီလည်းပဲဖြစ်ပါလိမ့်။ ပရီးဗျန်လိသမိုင်းမှာသူတို့ထဲပိုကောင်းအောင်လောပြထားနိုင်တဲ့တိုက်စစ်အတွဲ9တွဲရှိပါတယ်။ပရီးဗျန်လိသမိုင်းမှာကြောက်စရာအကောင်းဆုံးတိုက်စစ်အတွဲအဖြစ်ဟာရီကင်းနဲ့ဆွန်အောင်မင်းတို့က၂ရောက်ဆုံးကိုသွင်းထားနိုင်တဲ့ပွဲ39ပွဲအထိပန်းဆိုင်ထားပြီးရက်တီနေတာလည်းပဲဖြစ်ပါတယ်။သူတို့ရဲ့နေမှာတော့မိုဆာလာမာနေ33ပွဲဒေါ်ဘာနဲ့လမ်ဘတ်24ပွဲပီရက်စ်နဲ့ဟင်နရီ24ပွဲအယ်ဗီဇင်နဲ့ကိန်း22ပွဲမိုဆာလာဖာမီနိုပွဲပေါင်း20 ဘော့စကိုနဲ့ရိုဘင်နစ်စတယ်ရွန်16မဲတို့သာ ရှိနေတာလည်းပဲဖြစ်ပါတယ်။ဒါဝကြည့်လိုက်မယ်ဆိုရင်ဘူမနဲ့ဝေဆာတို့အတွဲဟာဆွန်အောင်မင်းနဲ့ဟာရဂင်းတို့စံချိန်ကိုရိုက်ချိုးဖို့အများကြီးလိုနေသေးတာမြင်တွေ့ရမှာဖြစ်ပါတယ်။အရိစံချိန်ကိုရိုက်ချိုးနိုင်ဖို့အတွက်နေအောင်ဆုံးကလည်းဘောင်းဘောအသေးမှာဆက်ရှိနေဖို့ကလည်းလိုအပ်နေသေးတာလည်းပဲဖြစ်ပါတယ်။ဘော်နက်စတီယာကိုမှဖြတ်ပြီးဥဆောင်လာတဲ့ဘိုင်ယန်မြို့နဲ့ဘိုင်ယန်မြို့နဲ့အသင်းဟာဒန်ကိုဂိုးပြတ်နိုင်ယူပြီးဘော်နက်စတီယာအားကိုမှဖြတ်ပြီးဥဆောင်လာခဲ့ပြီဖြစ်ပါတယ်။ မိုင်းမနေတဲ့ကပွဲစားခြင်း36မိနစ်အတွင်းမှာဟာရီကိန်းလိုင်းမှာကိုးမန်တို့တွင်းယူခဲ့တဲ့ဂိုးနဲ့၃ဂိုးဂိုးမရှိနဲ့ဥဆောင်နိုင်ခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှာကေမက်ရှ်ကအပေကိုတွင်းယူနိုင်ခဲ့လို့၄ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလေ။ပွဲစားခြင်း7မိနစ်မှာပဲဟာရီကိန်းကမိုင်ကယ်အိုလီရဲ့ဖန်တီပေးမှုကနေမိုင်းမနေရဲ့အသင်းအတွေဥဆောင်ဂိုးတွင်းယူပေးခဲ့တာလည်းပဲဖြစ်ပါလေ။ဒီကောဟာရီကိန်းအတွေ့အခုရာသီဘွန်နက်စတီကတွင်းကို24ဂိုးမြောက်ဂိုးလည်းပဲဖြစ်ပါလေ။ဟာရီကိန်းအခုရာသီပြိုင်ပွဲရရသွင်းကို35ခုအထိရရှိထားပြီလည်းပဲဖြစ်ပါလေ။ အိုင်းနော်ရမမမပြီးခင်မှာလိုင်းမှာကိုမန်စတိုကဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ပြီးပွဲကိုဘိုင်းအမင်းတဲ့အသင်းတို့ထိန်းချုပ်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒူရယ်ဘိုင်း56နှစ်မှာကီမစ်ကဘိုင်းမနီအသင်းတွေစတိုတာကိုသွင်းယူပေးခဲ့ပါလိမ့်။ဘိုင်းမနီတရာခုနိုင်ပွဲကြောင့်ရာသီသိမ်းမှု၄ပွဲတက်တာလိုအပ်တော့တဲ့အချိန်မှာဘောနပ်စတီကကိုမန်ဖြတ်ပြီးဥဆောင်လာခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။လက်ရှိချန်ပီယံလေးပါးစဉ်အသင်းကယနေ့ဒိန်းဝင်းနေ့မှာစင်ဆန်ကားနေရာမှာစိန်ဘောကိုနိုင်ရောက်ရှိခဲ့မယ်ဆိုတော့အထောက်မှတ်ကိုပြန်လဲရောချလာမှလည်းပဲဖြစ်ပါလိမ့်။ ဘိုင်ဝနီတရားဂျမနီကွာတာဖိုင်လင်ကနေထွက်ခွာခဲ့ရပြီးနောက်အခုရာသီတခုရီသောဆူလာမျောလင်းချက်အဖြစ်ဘွန်နက်စတီကဖလာပဲကြံရှိတော့တာလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုဆင်းနေပြကျမ်းမာချမ်းသာပြီးဘေးပြန်ဝေးကွာကြပါစေခင်ဗျာ